ားလုံးပဲမင်္ဂလာပါရှင်။ Emily's Diary YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ Emily Pick a Pile လေးတွေလည်းမတင်တာတော်လေးကြာနေပြီပေါ့နော်။အဲ Channel လေးကိုအကြာကြီးလည်းပြစ်ထားလိုက်မိသွားတယ်။အဲအတွက်အဲဒီနေ့မှာတော့ Pick a Pile လေးတစ်ခုကို Emily ထပ်ပြီးတော့လုပ်ပေးဖို့ စိတ်ကူးရှိထားပါတယ်။ဆိုတော့ခေါင်းစဉ်လေးကတော့မြင်တဲ့အတိုင်းပဲပေါ့နော်။ကိုယ့်ရဲ့အကြောင်းကို တွေးနေတာကဘသူလဲပေါ့နော်။ဘသူကများကိုယ့်ရဲ့အကြောင်းကိုတွေးနေတာဖြစ်မလဲ။ကိုယ့်အကြောင်းကိုတွေးရဆိုတော့ကိုယ့်ကိုလွမ်းနေတာကိုယ့်ကိုတတိယနေတာပေါ့နော်။အဲ Emily D video လေးကတော့ဒီ file လေးကိုတော့ um positive energy ဘက်ကပဲဆွဲပေးထားပါတယ်။အဲပြောရမယ်ဆိုရင်တော့ကောင်းတဲ့ဘက်ကပဲပေါ့နော်။ကောင်းတဲ့ဘက်ကနေပဲကောင်းတဲ့အနေနဲ့ပဲဒီ file လေးကိုဆွဲပေးထားတာဖြစ်ပါတယ်။ဆိုတော့ အဲအစင်းနစ်ဖြစ်ပြီဆိုလို့ရှိရင် MD တို့ဖိုင်းလေးတွေစပြီးတော့ရွေးကြမယ်အဲ့တော့အရင်ဆုံးဖိုင်းလေးတွေကိုရွေးတဲ့အခါမှာပေါ့နော်ဘယ်လိုမျိုးလေးအမမှန်ကန်ကန်နဲ့ reset တွေရဖို့အဲလုံးလို့ရလဲဆိုလို့ရှိရင်ပေါ့နော်ရွေးရမယ့်ပုံစံလေးကိုပြပြပေးမယ်အရင်ဆုံးကိုကမျက်လုံးလေးမှိတ်ထားမယ်ပြီးရင်အသက်ကို9ချိန်လောက်ဝအောင်ရှူလိုက်မယ်နော်ရှူသွင်းရှူထုတ်ကို9ချိန်လောက်လုပ်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့စိတ်လေးကတည်ငြိမ်သွားပြီဆိုတော့မှပုံလေးနှစ်ခုတည်းကကိုယ့်ရဲ့စိတ်ကိုဖန်ဆားနိုင်ဆုံးအစွဲဆောင်နိုင်ဆုံးပုံလေးတစ်ပုံကိုရွှေ့ပေးပါဒီမှာဆိုရင် pi 1 pi 2ဆိုပြီးတော့ Emily နှစ်ခုပဲပြင်ဆင်ထားပါတယ်။တစ်ခုကတော့အလင်းရောင်ပေါ့နော်။နေရောင်ကြီးနေတက်ကိုကုစားပြုပါတယ်။အဲနောက်တစ်ခုကျတော့ညတက်ပေါ့နော်။နေနဲ့ညနဲ့နှစ်ခုဆိုပြီးတော့အမလီရထားတာဖြစ်ပါတယ်။အဲ့တော့ကိုယ်ရဲ့ energy နဲ့အကိုက်ဆုံးကိုယ့်ရဲ့စိတ်ကိုစွဲဆောင်နိုင်ဆုံးပုံလေးတစ်ပုံကိုရွှေ့ထားပေးပါ။စင်းနေဖြစ်ပြီဆိုရင်တော့ဖိုင်1လေးတွေအတွက်စပါပါ ဲ့တော့ Pywan လေးတွေကို တွေးနေတဲ့သူကဘယ်သူလဲဆိုရင်တော့ supportive boyfriend or girlfriend မှာကိုယ့်အပေါ်ကိုအရန်ကောင်းပေးနေတဲ့ချစ်သူရည်စားကောင်းလေးလည်းဖြစ်နိုင်တယ်ကောင်းမလေးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လေတကယ်လို့ကိုက relationship ထဲမှာရှိနေတဲ့လူမဟုတ်ခဲ့ဘူးဆိုရင်ကိုကိုကိုအပေါ်ကိုအရန်ကောင်းပေးတဲ့သူကိုအပေါ်ကိုဘလို့လေးတွေဖြည့်ဆည်းပေးရမလဲလို့တွေးနေတဲ့လူတယောက်ပေါ့နော်အဲအဲ့လိုလူတယောက်ရှိတယ်နော်အဲ့ဒီလူကမင်းရဲ့အကြောင်းကိုတွေးနေပါတယ်ဆိုတော့ဒါက ဒဇိန်တော့မဟုတ်ဘူးပေါ့နော်ဒဇိန်တော့မဟုတ်ဘူးကိုနဲ့တတော်ကြီးကိုနင်းနီးကကရှိနေတဲ့သူမျိုးတယောက်လို့မြင်ပါတယ်အခုမှစသိပြီးတော့အခုမှစလိုက်နေတဲ့လူမျိုးလို့ energy မကိုက်ဘူးเนาะအဲ့လိုမျိုးလေးမရမိဘူးအမလီဒီမှာလက်ရှိဆွဲထားတဲ့ကက်အရာဆိုလို့ရှိရင် energy ကိုက်တာကတော့ကိုနဲ့ရင်းရင်းနီနီတော်တော်ကြီးကိုရင်းရင်းနီနီရှိနေတယ်တကယ်လို့အဲဒီမှာဆိုရင်တော့သုံးမျိုးသုံးစားထွက်မယ်လို့အမလီထင်တယ်ကိုကတကယ်လို့ single ဖြစ်နေခဲ့ရင်ပေါ့เนาะအခုဒီ5 1ကိုကြွေးတဲ့သူလေးတွေဟာ single ဖြစ်နေခဲ့တယ်ဆိုရင်ကိုကိုတစ်ဖက်သက် ချစ်ပြီးတော့ကိုအရေးတကြီးကြီးနဲ့ကိုဟိုဟာလေးဝယ်ပေးဒီဟာလေးဝယ်ပေးကိုအိုးမှာ post လေးတစ်ခုတင်လိုက်တယ်အဲ့ post ထဲမှာကိုကအော်နှကန်းဒီလေးလူချင်းလိုက်တာမုတ်လေးစားချင်းလိုက်တာဆိုရင်ကိုအမှတ်တမဲ့လို့လို့အဲကြုံလို့လမ်းကြုံလို့ပို့တလို့လို့မုတ်ကျွေးတလို့လူမျိုးနဲ့လှုပ်တဲ့လူတယောက်ရှိတယ်နော်အဲအဲ့ဒီလူကကိုအကြောင်းကိုအာတော်တော်ကြီးကိုတွေးနေတယ်ကိုသတိတွေရနေတယ်ကိုနဲ့အတူတူအနာဂတ်ကိုသူစိတ်ကူးနေရှင်နေတယ်နော်ဒီလိုမျိုးလေး energy လေးရပါတယ်ဒါတော့ single လေးတွေဆိုရင်တော့ကိုယ့်ရဲ့ပုံဝင်ခြင်းကိုသတိထားပြီးကြည့်ကြည့်ပါအဲကိုယ့်အနာမှာကိုယ့်အပေါ်ကိုကောင်းပြီးကိုယ်ဖြည့်ဆည်းပေးနေတဲ့အကိုကြီးတွေအမကြီးတွေများရှိခဲ့ရင် ပေါ့လေနော်ဒီလူတွေဖြစ်နိုင်ပါတယ်တကယ်လို့ကိုက relationship ထဲမှာဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ကိုယ့်ရဲ့လက်ရှိကောင်းလေးကိုယ့်ရဲ့လက်ရှိကောင်းမလေးပေါ့နော် तू ကကိုယ့်အပေါ်ကိုအရင်ဖြည့်ဆည်းပေးခြင်းနေတယ်တကယ်လို့ तू ပတ်စံမရှိလို့ तू မတက်နိုင်ရှာဘူးဆိုရင်တော့မပေါ့နော်ကို तू တချိန်ချိန်မှာ तू ဘာလေးတွေလုတ်ပေးနိုင်မလဲအ तू စူးစမ်းမယ်ဆိုတဲ့ခန်းစားချက်မျိုးလေးခန်းစားရရတယ်เนาะ तू နေအောင်ကြည့်လို့နှွေးထွေးတဲ့အကျင်နာမျိုးလေးပေါ့เนาะဒါမျိုးလေးအမလီခန်းစားရပါတယ်အဲ့တော့ကိုကလက်ရှိ relationship တစ်ခုထဲမှာရှိနေတယ်ဆိုရင်အဲ့ဒီကိုရဲ့အဲ့ချစ်သူရည်စားသည်ကိုကိုဖြည့်ဆည်းပေးခြင်းနေတဲ့စိတ်ကလေးရှိနေတယ်ပြီးတော့အဲ့လူကလည်းကိုကိုအခုလက်ရှိမှာတတိယနေတယ်ပေါ့နော် တကယ်လို့ကိုကကိုကောင်လေးကောင်မလေးနဲ့ရံဖြစ်ထားတယ်ဆိုရင်တော့မှပဲသူမင်းတို့ကိုသတိရနေပါတယ်နော်။သူတွေးနေပါတယ်။ကောင်းတာလေးတွေပဲတွေးတာပါ။မကောင်းတာကိုတွေးတာမဟုတ်ပါဘူးနော်။အတူပြောခဲ့တဲ့အချိန်လေးတွေကိုပြန်တွေးပြီးသူစိတ်ဆိုးနေရင်တော့စိတ်ဆိုးပြေသွားလောက်ပြီနော်။အဲဒါမျိုးလေးတွေးနေပါတယ်။လွမ်းနေတယ်သတိရနေတယ်။ဒါပေမဲ့ကောင်းသောသတိရခြင်းနဲ့သတိရတာဖြစ်ပါတယ်နော်။ နောက်တစ်ခါတကယ်လို့ပေါ့နော် relationship ကနေပြီးတော့ break up ဖြစ်သွားတဲ့လူလေးတွေနော် break up ဖြစ်သွားတယ်ပြတ်သွားတယ်ဆိုတဲ့လူလေးတွေဆိုရင်မင်းတို့ကိုဘယ်သူတွေသတိရနေလဲပေါ့နော်အဲ့ကြရင်တော့ကိုကတွေးနိုင်တယ်အာငါက RS တောင်မရှိတော့ဘူးပြတ်တောင်ပြတ်သွားတယ်ဒါဆိုရင်လည်းပဲအဲ့ပြတ်သွားတဲ့ RS ကသတိရတာမျိုးမဟုတ်ဘဲနဲ့တခြားတော့ပေါ့နော်ကိုကိုစောင့်ကြည့်နေတယ်ဥမာကိုရီးစားရတဲ့က အဲသူကကိုတစ်ဖက်သက်တော့ကြိုက်နေတယ်ဒါပေမဲ့ကိုလည်းရီးစားရသွားတော့သူကသူ့ရဲ့ခံစားချက်တွေကိုမျိုးသိမ့်လိုက်ရတဲ့လူမျိုးရှိနေနိုင်တယ်အဲ့လူကကိုအသေးကွဲနေတဲ့အချိန်မှာသူကလည်းကိုစောင့်ကြည့်နေရနော်စောင့်ကြည့်ပြီးတော့ကိုပြန်ပြီးတော့သူပြန်လိုက်ချင်တယ်ကွာအဲဒါပေမဲ့မင်းကလည်းစိတ်ဒဏ်ရာတွေရနေတဲ့အခါကျတော့သူမင်းကိုမလိုက်ရဲဘူးဖြစ်နေတယ်အဲဒီလိုခံစားချက်မျိုးလေးအမလီခံစားရတယ် အရေးတကြီးကြီးလေးနဲ့လူကျင်တာလေးတွေဖြည့်ဆည်းပေးခြင်းတယ်မင်းကိုပြောအောင်ထားခြင်းတယ်ဆိုရယ်လူတယောက်ယောက်ရှိလိမ့်မယ်မင်းအမင်းမကြည့်လို့မသိတာပါပေါ့နော်အချစ်ကမင်းနားမှာပါအမလီအချစ်အငွေးအသက်လေးတွေရနေတယ် single လေးတွေရောอืมအဲ့ဖီလေးရောပေါ့နော်အကြာကြီးချစ်သူရေးစားမရှိတဲ့သူတွေရောနောက်အပြက်စဲထားတဲ့သူတွေတော်တော်များများပေါ့နော်ဒီနှလ၃လအတွင်းမှာအဲ့ဒီလူလေးတွေကိုချစ်ရေးဆိုမဲ့သူတွေရှိတာနိုင်တယ်နော် ရှိလာနိုင်တယ်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ထူးခြားမှုတစ်ခုခုကိုအမလီမြင်ရပါတယ်အဲ့လူလေးတွေကမင်းတို့အကြောင်းအရန်တွေးနေတယ်နော်တွေးနေတဲ့အတွက်သူလည်းဖွင့်ပြောခြင်းနေတာနော်ဆိုတော့ကိုဘကအနေတီနေတာကြောင့်ဒါမှမဟုတ်ရင်ကိုရှိန်နေတာကြောင့်မပြောတာနော်အဲ့လူလေးတွေကမင်းတို့ကိုအရန်ချစ်တယ်အရေးတကြီးကြီးနဲ့ကလေးလေးကိုချစ်တယ်လို့မျိုးချစ်တာအဲ့ကလေးကိုမုတ်ဝေးကြိုက်ချင်နေတဲ့ vibe မျိုးလေးတွေရတယ်အဓိကကတော့အဲကိုကို vibe တွေရတယ်မမ vibe တွေရတယ်နော်ကိုကိုမမဆိုရဲခံစားချက်မျိုးတွေ ခံစားနေရပါတယ်တကယ်လို့အခုတည်းအသက်ငယ်တဲ့သူဖြစ်မယ်ဆိုရင်တောင်မှသူကရင့်ကျက်လိမ့်မယ်နော်အသက်ငယ်တဲ့သူဆိုရင်တောင်မှပဲသူကကိုယ့်ထက်တောင်ပို့ပြီးတော့ရင့်ကျက်ပြီးတော့သူကကိုယ်ပေးခြင်းကမ်းခြင်းအန်းခြင်းနေတဲ့ခံစားချက်မျိုးကြီးရပါတယ်เนาะအဲ့လိုမျိုးကိုယ့်အပေါ်ကိုအာ support လုပ်ပေးမယ့် လူတယောက်ကို့ဘွားတွေကိုဝင်လာပါလိမ့်မယ်အဲ့လူကလည်းအခုမင်းအကြောင်းကိုအရင်စဉ်းစားနေတာဖြစ်ပါတယ်เนาะတကယ်လို့လက်ရှိချစ်သူရှိထားတဲ့သူလေးတွေဆိုရင်တော့อืมအခြေအနေနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အကြောင်းအရာလေးတွေအများကြီးဆက်ပြီးကြားရအောင်မယ်ကို့ချစ်သူကကို့ကို surprise တိုက်တာမျိုးလေးတွေမမျော်လင့်ထားဘဲနဲ့ကို့ရှိရောက်ချလာတာကို့အမုတ်လေးတွေပေးတာကို့လိုချင်တာလေးတွေဝယ်ပေးတာမျိုးလေးတွေ2လ3လဒါမှမဟုတ်ရင်2ပတ်3ပတ်အတွင်းမှာအဲ့လိုလေးမြင်ပါတယ်เนาะဆိုတော့ ဒီဖိုင်းလေးကတော့လုံးဝနှွေးထွေးပြီးတော့ကျင်နာမှုအပြည့်နဲ့နူးညံ့တဲ့ခံစားချက်မျိုးလေးကိုကတ်လေးဆွဲလိုက်တဲ့အဲ့ခံစားချက်လေးကိုရတယ်ဆိုတော့ဒီဖိုင်းထဲမှာအပြောထားတဲ့အတိုင်းပဲအားလုံးအားလုံးပေါ့နော်ဖြစ်ဖြစ်နိုင်ကြပါစီလို့အမလီကဆုတောင်းပေးပါတယ်အဲ့တော့ဒီသစန်းနေပုံစံပါရဲ့ကက်ကလေးကိုယူထားတဲ့သူတွေကတော့ကိုယ်ကိုလွမ်းနေတဲ့ကိုယ်အကြောင်းတွေးနေတဲ့သူဟာကိုယ်အရေးတကြီးကြီးနဲ့ကလေးလေးတယောက်လိုချစ်ပေးခြင်းနေတဲ့ နော်အဲအဲ့လိုမျိုးချစ်ပေးခြင်းနေတဲ့လူတွေကကိုကိုတတိယနေတာဖြစ်ပါတယ်အချစ်ရင်းနဲ့ပတ်သက်ရင်လည်းအချစ်ခံရမယ်ကောင်းတဲ့ကတ်လေးဖြစ်တဲ့အတော့ပေါ့နော်อืมဒီတလအတွင်းနှစ်လအတွင်းမှာထူးခြားတဲ့ပြောင်းလဲမှုတွေပြောင်းလဲလာပါလိမ့်မယ်အဲတကယ်လို့ပြောင်းလဲလာခဲ့တယ်ဆိုရင်လည်းထတူထမြအများကြီးဝမ်းသာပါတယ်နော်ဒါဆိုရင်တော့ဖိုင်ဝမ်လေးတွေအတွက်ကတော့ဒီလောက်ပါပဲ Emily တို့ဖိုင်2လေးတွေကိုဆက်ပြီးတော့သွားကြမယ်နော်ကဲဒါကတော့ဖိုင်2လေးတွေပေါ့နော် ကဲဖိုင်းထူးလေးတွေကိုရောဘသူတွေကများ တွေးနေကြတာလဲဖိုင်းထူးကိုလေဘာလို့လဲမသိဘူးကတ်ဆဆွဲလိုက်တဲ့အစိတ်ထဲမှာတမျိုးလေးခံစားနေရတယ်နော်อืมဖိုင်းထူးလေးတွေကိုလွမ်းနေတာဘသူများပါလိမ့်အော်ထင်တဲ့အတိုင်းပဲနော် your ex person မင်းရဲ့ချစ်သူဟောင်းဒါမှမဟုတ်ရင်အဆက်ဟောင်းပေါ့နော်တကယ်လို့ကွာချစ်သူမဖြစ်ခဲ့ပဲねဒီ saturation ship တစ်ခုမှရှိနေခဲ့တယ်ဆိုရင်တော့မှာပဲမင်းနဲ့အဲ့လိုတစ်ချိန်မှာပတ်သက်ခဲ့ဘူးတဲ့အဲတငယ်ချင်းထပ်ပို့တဲ့ နော်တငယ်ချင်းထက်တော့ပိုလိမ့်မယ်အဲတငယ်ချင်းမကရီစားမကြလဲဖြစ်သွားနိုင်တယ်လို့အဲချစ်သူဟောင်းရီစားဟောင်းလဲဖြစ်နိုင်တယ်အိမ်အောင်ဘယ်ဟောင်းလဲဖြစ်နိုင်တယ်အဲ့ဒီ x person ကမင်းကို လွမ်းနေတာမင်းအကြောင်းကိုတွေးနေတာဒါပေမဲ့ Emily ပြောခဲ့သလိုပါပဲ Emily ဒီနေ့ဆွဲလိုက်တဲ့ file နှစ်ခုလုံးကြီး positive energy ဘက်ကိုပဲသွားပါတယ်အဲ့အတွက်ကိုယ့်ရဲ့ EHD ကကိုယ်လွမ်းနေတယ်ဆိုပြီးတော့ကြောက်မသွားပါနဲ့နော် Emily ရဲ့ so family ထဲမှာ EHD ကိုအရင်ကြောက်တဲ့သူတွေရှိနေလို့ Emily အဲ့လိုလိုပြောရတာပါဆိုတော့ EHD ဆိုလိုက်ရကြောက်ဖို့တော့မကောင်းဘူးပေါ့နော်မကောင်းတဲ့ EXD လည်းရှိပေမဲ့ဒီ file လေးထဲမှာပြောချင်တာကတော့ကိုယ့်ရဲ့ XD ကိုနဲ့ပတ်သက်တဲ့ကောင်းတာလေးတွေကိုလွမ်းနေတယ်ကောင်းတာလေးတွေကိုတွေးနေတယ်ဆိုတာကိုပြောချင်တာပါတကယ်လို့သူ့ဘက်ကသစ္စာဖ ုတ်ခဲ့တာမျိုးဆိုရင်လည်းသူနောင်တရနေတာမျိုးအဲ့လိုမျိုးလေးအမလီခံစားရတယ်အဓိကတော့အဲ့နောင်တဆိုတာလေးကိုအမလီခံစားနေရတယ်ဒါကသူ့ရဲ့ဘက်ကဖြစ်နေတာပေါ့နော်သူမင်းအပေါ်ကိုဖောက်ပြန်ခဲ့မိတာမျိုးဓမ္မမောဝင်လဲမင်းတို့တွေအပေါ်ကိုမကောင်းခဲ့တာမျိုးတွေရှိကောင်းရှိလိမ့်မယ်သူကအဲ့ဒါတွေကိုပြန်တွေးပြီးတော့သူကသူနောင်တတွေရပြီ။အော်ငါဘာလို့ဒီလိုများလုတ်ခဲ့တာပါလိမ့်ပေါ့။ငါမလုတ်ခဲ့ရင်ပို့ပြီးတော့ကောင်းပါပဲ။သူကငါအတွက်ကောင်းခဲ့တဲ့လူပါပဲ။ ငါသူ့ကြောင့်ပြောခဲ့ရဘူးပါတယ်အဲဒီလိုမျိုးလေးတွေသူတွေးနေတယ်เนาะသူကလေနောင်တရပြီးတော့သူ့ရဲ့အမားတွေကိုပြန်ပြီးတော့ပြင်ဆင်ခြင်းနေတယ်ဆိုတော့ခန်းစားချက်မျိုးလေးရတယ်ပြီးတော့သူမင်းနေတဲ့ပြက်ဆဲသွားတယ်ဆိုပေမဲ့တဲ့သူမင်းကိုပဲပို့ပြီးတော့တတိယနေရเนาะမင်းကိုပဲတတိယနေတယ်မင်းအကြောင်းတွေကိုပဲတွေးနေတယ်ဆိုတော့ခန်းစားချက်မျိုးလေးလည်းအမလီရတယ်ပြီးတော့ဒီကက်ကိုဇွဲလိုက်တဲ့အချိန်မှာဘာလို့လဲတော့မသိဘူးစိတ်ထဲမှာတမျိုးပဲเนาะအမလီအဲ့ဒါပြောတာနှစ်ခါရှိပြီ ဲ့လိုမျိုးလေးခံစားနေရတယ်เนาะလိုက်လိုက်လိုက်ခနေဖြစ်သွားတဲ့ခံစားချက်မျိုးอืมအမလီ injuration အရဆိုလို့ရှိရင်ဒီ find two ကိုရွေးတဲ့သူတွေကတဝက်လောက် exd ပြန်လာဖို့ရှိပါတယ်เนาะပြန်လာမှာပါပြန်လာလိမ့်မယ်ဘယ်အချိန်မှပြန်လာမလဲဆိုရင်တလအတွင်းသို့မဟုတ်အမ်6လ အဲလုံးဝအိမ်တော်ဘက်ဟောင်းဆိုလို့ရှိရင်တော့6လအတွင်းမှာသူ့ဘက်ကပြန်လာတောင်းပန်မှုရှိတယ်။လာမှာရိုးရိုးလာမှာတော့မဟုတ်ဘူး။အောက်ချုပ်ပြီးတော့တောင်းပန်ပြီးတော့ပြန်လာလိမ့်မယ်နော်။ယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီချစ်သူသမီးကြီးသားတွေဒီတလအတွင်းမှာပေါ့နော်။တလအတွင်းနဲ့ဒီ2025မကုန်ခင်မှာ EX ဒီပြန်လာပါလိမ့်မယ်။ပန်းစည်းတွေချောကလက်တွေအယုတ်တွေအဲ့အရာတွေတော့ပါလာနိုင်တယ်နော်အဲ့လိုမျိုးလေးနေပြန်ချော့ပြီးတော့ ြန်ချော့ပြီးတော့ပြန်တွဲဖို့လာပြောလိမ့်မယ်လို့အမလီခံစားမိတယ်เนาะအဲ့အဲ့ဒီ injuration လေးသွားရနေပါတယ်လူတိုင်းကိုတော့မဆိုလို့ခြင်းပေမဲ့ဒီ fine tooth ကိုရွေးတဲ့သူတွေကတဝက်လောက်အဲ့လိုဖြစ်ပါလိမ့်မယ်เนาะ EXD ကနေပြန်ပြီးတော့တောင်းမှန်မှုပြန်ရပါလိမ့်မယ်တကယ်လို့ချစ်သူရီးစားဟောင်းမဟုတ်ခဲ့ပဲနဲ့ဥပမာကိုအပျော်ကြံသွားတဲ့သူမျိုးတွေရှိလိမ့်မယ်အဲ့လိုလူတွေကလည်းပဲသူတို့ဝစ်လဲပြီးတော့သူတို့ကိုသူတို့ဝစ်လဲတာကိုသူတို့သိတယ်သူတို့ဝစ်လဲပြီးတော့ပြန်လာတောင်းပန်လိမ့်မယ် ဥမာငါနေ့ကိုမလုပ်ခဲ့တင်ဘူးပေါ့နော်အဲဒီလိုမျိုးငါအပြောမတွဲခဲ့မိဘူးငါနှစ်ယောက်နှစ်ယောက်ပြိုင်မတွဲမိဘူးပေါ့နေ့ကိုမလဲစားတင်ဘူးငါတောင်းပန်ပါတယ်ဆိုတော့ပုံစံမျိုးနဲ့ပြန်လာတောင်းပန်လိမ့်မယ်နော်ပြန်တွဲတာမတွဲတာကတော့အဲကိုကိုကကိုစဉ်းစားဆုံးဖြတ်ပါအမလီအဲ့ဒါကတော့အကြံမပေးတတ်ပါဘူးဒါပေမဲ့လည်းပဲ အဲကို့ဘောကောင်းခဲ့တဲ့ EX မျိုးဆိုရင်တော့ပြန်တွဲရတာကိစ္စမရှိပါဘူး။အဲကို့ဘောမကောင်းခဲ့ဘူးကို့ကိုတကယ်ကိုကြောရရုံကြံသွားတဲ့ EX မျိုးဆိုရင်တော့ဘာလို့ပြန်တွဲမှာလဲနော်။ကောင်းမလေးတို့ကောင်းလေးတို့အဲ့လိုလူမျိုးဆိုရင်တော့ကိုကတွဲစရာမလိုဘူးနော်။တို့ထက်အများကြီးကောင်းတဲ့သူတွေကို့ဘွားတွေကိုဝင်လာဖို့ရှိပါတယ်နော်။အဲ့တော့တေချာတော့စဉ်းစားဆုံးဖြတ်ပါ။ အဲဒီထဲမှာ EX lover လေး EX enjoyer လေးတွေအရန်တွေ့နေရတယ်နော် EX ကပြန်တော့မလာသေးဘူးဟုတ်ကဲ့အဲကတော့ဝဲနဲ့လာခဲ့ပါလက်ထပ်ပါမယ်ဆိုရင်လူမျိုးလေးတွေခံစားရတယ်နော်ဆိုတော့ EX ကိုတော်တော်လေးမမေ့နိုင်တဲ့ပုံစံမျိုးလေးတွေလည်းခံစားရတယ်နော်အဲ့ဒါလေးတွေလည်းမြင်မိတဲ့အတွက်ကြိုးပြောပြတာပါအဲတန်ပြီးတော့လဲမဆုတ်ခင်ကညွတ်ချင်တဲ့လူတွေဖြစ်နေတဲ့သူတွေဒီမှာ တရာမှာ80လောက်ကသွားပြီးညင်းနေရတယ်အဲ့လိုကြီးတော့မလုပ်နဲ့နော်ဆိုတော့ဘာဖြစ် EX Google ကအထာလေးတော့နည်းနည်းထားပါတော့နော်အထာတန်းပြီးတော့လက်ခံတာခွင့်လွှတ်တာမျိုးကြီးတော့မလုပ်ပါသေးနဲ့哦အထာလေးနည်းနည်းထားပါနော်အဲ့တော့ဒီဟာလေးကိုပြန်ပြီးပြောရမယ်ဆိုရင်တော့ဟုတ်ပါတယ်မင်းရဲ့ EX မင်းရဲ့တစ်ချိန်ကပတ်သက်ခဲ့ဘူးတယ်မင်းရဲ့အစားဟောင်းတရားရောက်ကမင်းကိုတတိယနေပါတယ်အဲပြန်လာတောင်းပန်မှုလည်းရှိပါတယ်တလအတွင်းသူမဟုတ်6လအတွင်းမှာအဲ့လူတွေမင်းစီကိုလုံးဝတေချာပေါက်ပြန်ရောက်လာပါလိမ့်မယ်နော်ဒီဖိုင်ကိုဖိုင်2ကိုရွေးတဲ့သူတရာမှာ80လောက်က ပြန်လာမှာပါနော်80လောက်ရဲ့ X ဒီပြန်လာပြီးတောင်းပန်มาလိမ့်မယ်ပြန်တွဲဖို့ပြောတဲ့လူတွေလည်းရှိကောင်းရှိနိုင်ပါတယ်ကိုရဲ့အဲခံစားချက်အတိုင်းဆောင်ရွက်ပါဆုံးဖြတ်ပါဖြစ်လာတဲ့အကျိုးဆက်ကိုကိုကိုတိုင်ခံစားရမှာဖြစ်ပါတယ်သူမင်းကိုအခုတွေးနေတဲ့အကြောင်းရင်းကလည်းပဲမင်းနဲ့ပြောခဲ့တာမင်းနဲ့စကားပြောပြီးတော့တီတီတတာလေးတွေတီနူးခဲ့တဲ့အချိန်လေးတွေ အဲအဲ့လိုမျိုးထမင်းအတူစားမုတ်အတူစားရှောက်သွားအဲ့လိုဟာလေးတွေကိုသူပြန်တွေးပြီးတော့ပျော်နေတာနော်ကြိတ်ပြီးတော့သူပီတိတွေဖြစ်နေတာဒီလိုခံစားချက်မျိုးလေးရတယ်အဲအဲ့လိုမျိုးကအတိတ်ပဲလေးလည်းထွက်ထားတယ်ပေါ့နော်အဲ့တော့ pine 1ကိုပဲရွေးခဲ့သည်ဖြစ်စေ pine 2ကိုပဲရွေးခဲ့သည်ဖြစ်စေနှစ်ခုလုံးကတော့ positive energy ကိုပဲအဲကြည့်ပေးတာဖြစ်တဲ့အတွက်음ပျော်စရာလေးပါပဲနော် ပျော်လို့ရပါတယ်စိတ်ချမ်းသာလို့ရပါတယ်ဟာ XD ကငါ့ကိုလွမ်းနေတယ်ဘာညာပြဿနာရှာအောင်လို့လဲဆိုရဲခံစားချက်မျိုးမထားပါနဲ့အဲအကုန်လုံးကကိုဘွားနဲ့ကိုဆိုပေမဲ့လည်းပဲတစ်ချိန်တစ်ခါပတ်သက်ခဲ့ဘူးယင်တသက်လုံးဘယ်သူမှမေးလို့မရပါဘူးเนาะတကယ်ရတော့အဲလူဝတာမေးရင်မေးသွားမယ်เนาะသူနဲ့ပတ်သက်တဲ့ခံစားချက်တွေကတော့အမလီတို့ရှင်ထဲမှာအများအားရှင်းတန်းနေအောင်မှာပါပဲရှိနေအောင်မှာပဲပေါ့เนาะအဲဇွတ်အတင်းမေးပြဖို့ကြိုးစားတာထက်စားလို့ရှိရင်အဲနားလေမှုလေးနဲ့ ်ခွင့်လွှတ်ပေးလိုက်ပါဒါဆိုရင်ကိုကိုတိုင်းလေးအေးချမ်းသွားပါလိမ့်မယ်အဲ့တော့ဒါကတော့ fine tool လေးတွေအတွက်အမ်အမေရိကန်ဆွဲထားတာလေးတွေကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ အမလီနောက်ထပ်နောက်ထပ်ဗီဒီယိုတွေအများကြီးတင်ပေးဖို့ရှိပါတယ်။ဘာအကြောင်းလေးတွေသိချင်ကြလဲ။သိချင်တဲ့အကြောင်းအရာလေးတွေကို comment မှာမှတ်သွားပေးပါအောင်နော်။ Emily Tanya ရဲ့ YouTube channel ဖြစ်ပါတယ်။ဆိုတော့ဒီ Emily ရဲ့ channel လေးကိုရှာမယ်ဆိုရင်တော့ @emily-369 ဆိုပြီးတော့ရှာလို့လည်းရပါတယ်။နောက်ထပ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးတွေရှိရင် comment မှာအမနာတဲ့အကြောင်းအရာလေးတွေကိုပြောသွားပေးလို့ရပါတယ်။ Emily ဗီဒီယိုလေးတွေတင်ပေးဖို့လည်းကြိုးစားနေပါတယ်နော်။ဒါဆိုရင်တော့ကြည့်ရှုပေးတဲ့အတွက် So Family များအားလုံးအားလုံးကို ကျေးဇူးအများကြီးလေးတင်ပါတယ်စိတ်ချမ်းသာကိုကြမ်းပါပြီးတော့ပျော်ရွှင်စွာနဲ့ရွေးချယ်မှုတွေမှန်ကန်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်။